ောင်ဆိုမှာကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲတရုတ်ချက်ချင်းဤအသင်းရဲ့ကုညီရေးရင်နှန်းကိုစစ်တပ်ကပြစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ဇော်မင်းထွန်းကဝန်ခံလိုက်တဲ့သတင်းနဲ့နောက်ဆုံးရရှိတဲ့ငလင်သတင်းများကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာတရုတ်ချက်ချင်းဤအသင်းရဲ့ကုညီကယ်ဆယ်ရေးရင်နှန်းကိုစစ်တပ်ကပြစ်ခတ်ဖမ်းဆီးခဲ့ကြောင်းစစ်ကောင်စီရဲ့ပြောခွင့်ရအကြမ်းဖက်စစ်ကောင်ဆောင်ရဲ့ ပြန်ကြားရေးတာဝန်ခံဇော်မင်းထွန်းကဝန်ခံပြောဆိုလိုက်ပါတယ်စစ်ကောင်စီရဲ့ဝါဒပြန် Telegram Channel မှာတဆင့်တရုတ်ကြက်ချင်းဒီအသင်းရဲ့ရင်တန်းပြစ်ခတ်ခံရမှုနဲ့ပတ်သက်လို့အကြံဖတ်ဇော်မင်းထွန်းကထိုးသွင်းရှင်းလင်းထုတ်ပြန်လာခြင်းဖြစ်ပါတယ် ABLD ရဲ့နေ့ည9:30မိနစ်အချိန်နောင်ဂျုံမြို့နယ်ဟောမဒီကြီးဝါအနီးသို့ရောက်လာတဲ့တရုတ်ဂျက်ချင်းဒီအသင်းရဲ့ဂူကြီးကယ်ဆေးရေးရင်နှန်းကိုပြစ်ခတ်တားဆီးခဲ့ကြောင်းအဆိုပါရင်နှန်းဟာဝင်ရောက်မှာကိုချိုးတဲ့အကြောင်းကြားထားခြင်းမရှိဘူးလို့၎င်းကဆိုပါတယ် အခုဖြစ်ခဲ့တဲ့အပွဲအနည်းနဲ့မြန်မာနိုင်ငံကိုရောသက်ဆိုင်ရာစစ်တမ်းရုံးကိုရောအကြောင်းကြားထားခြင်းမရှိဘူးဆိုတာပထမဦးစွာသိရပါတယ်ဖြစ်စဉ်အနည်းနဲ့ကတော့ဖြစ်တဲ့နေရာကတော့နောင်ချိုမြို့နယ်ဟောင်းမီကြီးဝါအနီးမှာဖြစ်ခဲ့တာပါအဲ့ဒီနေရာဟာလေတပ်မတော်နဲ့ TNN တို့အကြံတိုက်ပွဲတွေဖြစ်ပွားနေတာကိုကျွန်တော်တို့အားလုံးသတင်းများရရှိထားပါတယ် ဖြစ်စင်မှာအေယာဝတီတရက်နေည9နာရီခွဲလောက်ကနောင်ချိုဘက်ကနေရင်းနှန်း9စီးလောက်ပါတယ်လို့ပြောတယ်။ဟောမဒီကြည်ဝါနာမှာကျွန်တော်တို့တမတော်လုံချုံရဲ့အပွဲရှိတယ်။တမတော်လုံချုံရဲ့အပွဲအနေနဲ့ဒီရင်းနှန်းကိုတွေ့တဲ့အခါမှာတားဆီးပါတယ်။တားဆီးလို့မရတဲ့အခါမှာမီတာ100အကွာလောက်ကလေးကမီထိုးပြီးတော့တားတာမီတာ100လောက်မှာတော့မူဘော်ထောင်ပြီးတနက်3ချက်ပြစ်ခတ်ဖောက်ခဲ့တယ်လို့ဆိုပါတယ်။ဒါနဲ့နောင်ချိုဘက်ကိုပြန်သွားတယ်လို့အကြံပြင်းသိရတယ်။ကားတွေကမြန်မာနိုင်ငံနံပါတ်1နဲ့ကားတွေဖြစ်ပါတယ်လို့အကြံဖက်ဇော်မင်းတို့ကဝန်ခံ ပြောဆိုသွားပါတယ်။ TNN ရဲ့သတင်းထုတ်ပြန်ချက်မှာတော့စစ်ကောင်စီရဲ့ကြိုးတင်သတင်းပေးပို့ထားတော့လဲတရုတ်ကြက်ချင်းကြီးအသင်းရဲ့ငလင်ဘေးတင် ပြည်သူများထောက်ပံ့ရေးကာကိုးစည်းကိုစစ်တပ်ဟာနောင်ဂျိုမြို့နယ်မှာပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ ABDN ည9:20မိနစ်အချိန်တရုတ်နိုင်ငံကြက်ချင်းကြီးအသင်းကမြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတယ်ဆောင်လာတဲ့ရန်နံကိုးစည်းကိုစစ်ကောင်စီက ဆက်လက်နှက်ဖြင့်ပြစ်ခတ်ခဲ့ကြောင်းအဇိုဝါရင်နှင်းဟာမန္တလေးမြို့သို့ခရီးဆက်ရမှာနောင်ချိုမြို့နယ်ဟောမရီကြီးရွာမှာစစ်ကောင်စီတပ်ရဲ့အသည့်ဆောင်ဆိုင်ပြစ်ခတ်ခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်။တေယိုချက်ချင်းရဲ့အသင်းရဲ့ကိုညီကယ်ဆယ်ရေးရင်နှင်းကမန္တလေးမြို့သို့ခရီးဆက်သွားမယ့်အကြောင်းကိုလည်းစစ်ကောင်စီထံသို့သတင်းပေးပို့ခဲ့ပြီးဖြစ်တော်လဲ။ယခုကဲ့သို့လမ်းခရီးမှာပြစ်ခတ်ခံခဲ့ရပြီးနောင်ချိုမြို့သို့ပြန်လည်ဆုတ်ခွာလာခဲ့ရတာလို့ဆိုပါတယ်။တရုတ်နိုင်ငံချက်ချင်းရဲ့အသင်းရဲ့မြန်မာနိုင်ငံငလင်ဘေးတင်ပြည်သူများအတွက်ထောက်ပံ့ရေးပစ္စည်းများတည်ဆောင်းလာတဲ့ ဲ့ရင်နှန်းကို TNL ကကာကွယ်စောင့်ရှောက်ပေးထားပြီး၎င်းတို့လိုရာခရီးကိုဆက်လက်ပို့ဆောင်သွားမယ်လို့ TNL ကထုတ်ပြန်ကြေညာထားပါတယ်။နေပြည်တော်မှာလည်းမြမမီယထားအင်ယာငလင်းဒန်းကြောင့်ပြိုချပျက်စီးပြီးနန်စီဒီယန်ဝန်ထမ်းမိသားစု1600ကျော်ဟာကဲသူမဲ့ရဖြစ်နေကြောင်းမြမမီယထားရုံးချုပ်ကဝန်ထမ်းများနဲ့ ဆက်သွဲမင်းမြန်းချက်တွေအရာသိရပါတယ်။မလာ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်နေပြည်တော်ကမြမမီးအထားယုံကျော်ဝန်ထမ်းအင်အားများအနက်ကလေးတပ်တိုက်အမှုဒဏ်အင်အား25လုံးအရာဒဏ်အင်အား18လုံးပျက်စီးခဲ့ခြင်းပြိုကျခြင်းနဲ့အကွဲခြင်းတို့ကြောင့်လူနေထိုင်လို့မရတော့ကြောင်းဒါကြောင့်စစ်ကောင်စီကဝန်ထမ်းတွေနဲ့မိသားစုများကိုနေပြည်တော်ပုတ်ပတ်တည်တည်မြို့နယ်ကနေပြည်တော်ဗူဒါကြီးအမှတ်တပ်ပလက်ဖောင်းနဲ့ကုန်းလန်ပို့ဆောင်ရေးဝန်ထမ်းမှယာယီနေထိုင်ရန်နေရာချထားပေးကြောင်းတို့ရမှာမိသည့်အကူအညီများမပေးဘဲ ဲတောက်သုံးရင်စာနာရိတ်ခန်းနဲ့အမိုးကားများအရေးပေါ်ကူညီမှုလိုအပ်နေတယ်လို့ဆိုပါတယ်။ဘယ်သူမှလည်းလာမကြည့်ဘူးရေတောင်တပု2000နဲ့ဝယ်တော့နေရတယ်။ငလင်ကြောင့်ညီမမိထားဝန်ထမ်းနဲ့မိသားစု12ဦးသေသွားပါပြီ။14ဦးကတော့ပြင်ထန်တန်ရာရတယ်။ကျွန်တော်တို့ကိုဘယ်သူမှလည်းလာမကြည့်ဘူးတောက်ရင်မရှိလို့တောက်ရင်20လီတာတပုကို2000နဲ့ပေးဝယ်ပြီးတောက်နေရတယ်လို့ညီမမိထားဝန်ထမ်းအင်အားကဝန်ထမ်းတူကဆိုပါတယ်။ လက်တလောနေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်အားများအလုံးဟာပြိုကျပျက်စီးသွားလို့ဝန်ထမ်းများအလုံးကလမ်းပေါ်မှာသာအိတ်ဆက်နေထိုင်နေရကြောင်းစာဝုနေရေးအတွက်စစ်ကောင်စီထံကထိရောက်တဲ့အကူအညီမရရှိဘူးလို့နေပြည်တော်တပ်တွင်းသတင်းမြစ်ကဆိုပါတယ်မြန်မာနိုင်ငံအလဲပိုင်းမလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်တေဆုံးသူ2800ကျော်ရှိလာကြောင်းအကြမ်းဖက်စစ်ကောင်စီကထုတ်ပြန်ပါတယ်။ အေဗီရာတီရဲ့နေ့မနက်၈နာရီအချိန်ငလင်ကြောင့်တေဆုံးသူ2919ဦးဒဏ်ရာရရှိသူ4520ဦးနဲ့ပျောက်ဆုံးသူ442ဦးရှိကြောင်းသိရပါတယ်။ တတလောကစေးရဲ့ဘွဲ့တွေကငလင်တန်းတဲ့သခိုင်းနဲ့မန္တလေးကအဆောက်အုံတွေကိုပယ်ရှားရှင်းလင်းရမှာအလောင်းများပုတ်ပွားနေပြီးရှင်းလင်းရန်ခက်ခဲကြောင်းကုညီကယ်စေးလို့သူတို့ကဆိုပါတယ်အလောင်းတွေကပုတ်ပွားနေတော့ဆွဲထုတ်ထားမှာအပိုင်းပိုင်းတွေပြက်ကုန်နေတလောင်းထုတ်ပြီးလက်တွေအိတ်တွေလဲရတယ်အနံ့ကလည်းအယမ်းဆိုးတယ်အလောင်းအိတ်နဲ့လက်အိတ်တွေလိုအပ်ပါတယ်လို့သခိုင်းမျိုးပေါ်မှာကုညီကယ်စေးလှုပ်ဆောင်နေသူကဆိုပါတယ်မန္တလေးကဒေသပြည်သူတချို့ကတော့ဖယ်ရှားခြင်းမရှိသေးတဲ့ပြိုကျနေတဲ့အဆောက်အုံများအနီးကနေဖြတ်တန်းသွားတဲ့အခါမှာအပုံနဲ့နေထွက်နေကြောင်း င်းအရှိန်မီရှင်းလင်းခြင်းမရှိလျင်ရေရှည်မှာကျန်းမာရေးပြဿနာများကြုံတွေ့ရပွဲရှိတယ်လို့သုံးသပ်ပြောဆိုနေကြပါတယ်။ပြိုနေတဲ့အဆောက်အုံတွေမှာတော့ဖြတ်သွားရင်အပုံနဲ့နေနန်းနေအလောင်းတွေအောက်မှာရှိနေသေးတယ်လို့ထင်တယ်လို့မန္တလေးဒေသခံတူကဆိုပါတယ်။လက်တလောမန္တလေးနဲ့စကိုင်းမအိမ်ပိုင်ရှင်များဟာငလင်ကြောင့်မိမိတို့ရဲ့ပြိုချပျက်စီးသွားတဲ့နေအိမ်နဲ့တိုက်တာများကိုရှင်းလင်းရေးလုပ်လို့တော့လေမြေကိုဆက်ဗဘိုးဆက်ငါးရန်ကအလွန်ဈေးကြီးမြင့်နေလို့ရှင်းလင်းရေးလုပ်ရန်မတတ်နိုင်သေးကြောင်းဆိုပါတယ် မန္တလေးတိုင်းမိလျာတန်နေမှာငလင်ကြောင့်စစ်တပ်ဘက်က20ကျော်သေဆုံးခဲ့ပြီးအမှတ်1တပ်မတော်အကြီးစားဆက်ယုံမှလည်းသေဆုံးသူများပြားတယ်လို့ မေဒီလာတက်နေကတက်တွင်အတိုင်းဝင်းကဆိုပါရယ်28ရက်နေ့မွန်လွယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင်အမှတ်69ချင်းမြန်တက်မဌာနချုပ်မှလောက်ခံတရင်တက်ဖွဲ့ရိကတာဝန်ရှိသူများအပါအဝင်တက်နေဆိုင်ရာအစည်းအဝေးကျင်းပနေခြင်းဖြစ်ပြီးအစည်းအဝေးခမ်းမဆောင်ပြိုကျမှုကြောင့်တေဆုံးမှုများပြားခဲ့တယ်လို့ဆိုပါရယ်138တက်အရာရှိတွေနဲ့တက်ဖွဲ့ဝင်တွေတေဆုံးမှုရှိတယ်အရေးအတွက်ကတော့အတိအကျမသိသေးဘူးတေဆုံးမှုတော့ရှိပါတယ်အစည်းအဝေးခမ်းမဆောင်ပြိုကျတာဟုတ်တယ်လို့ဆိုပါရယ် ဒါအပြင်မိတိလာအခြေဆိုင်အမှတ်တရတမတော်အကြီးစားဆက်ယုံတာကာဆာတက်မှလည်းငလင်းဒန်ကြောင့်ဆက်ယုံအဆောင်အုံများပြိုကျခဲ့ပြီးတည်ဆုံမှုများရှိကြောင်းတာကာဆာတက်ကစစ်သုံးကားတန်ကြပ်ရင်များကိုအဓိကထားတ ထုတ်လုပ်နေတဲ့စက်အုပ်တစ်ခုဖြစ်တယ်လို့ဆိုပါရယ်တကာစာတက်မှလည်းသေဆုံးမှုကတော့ရှိပါတယ်ဒါပေမဲ့တရင်ကပုံတာတော့အတိအကျဘယ်လောက်ဆိုတာမျိုးမသိရဘူးအပြည့်အစည်းတွေလည်းများတယ်သေဆုံးမှုလည်းရှိတယ်လို့ဆိုပါရယ်ဇီယာတိတိမျိုးနဲ့မှရှိတဲ့စီယုံနဲ့လက်ယုံတက်ပွဲများမှလည်းအဆောက်အအုံများပျက်စီးသွားလို့သေဆုံးမှုများရှိခဲ့ပြီးအ ਨੇ ဆုံးအရာရှိနဲ့စစ်သားတရားဝန်ကျင်သေဆုံးနိုင်တယ်လို့ တက်တွင်းသတင်းမြစ်အချို့ကဆိုပါတယ်ရန်ကုန်တိုင်းရင်းတွင်းကမြို့နယ်တိုင်းမှာလုံခြုံရေးနှင့်အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့လုံချမ်းများဖွဲ့စည်းဖို့ညွှန်ကြားထားပြီးလစာအဖြစ်တဦးလင်းတလငွေကျပ်နှစ်သိန်းပေးမှာဖြစ်ကြောင်းရန်ကုန်တိုင်းစစ်ကောင်စီကမြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့များထံသို့ညွှန်ကြားချက်ထုတ်ပြန်လာတယ်လို့ဆိုပါတယ်စစ်ကောင်စီကပြည်သူ့စစ်နယ်ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းထားရှိထားပြီးဖြစ်တော်လေလုံချမ်းအဖွဲ့များကိုထပ်မံဖွဲ့စည်းရန်ညွှန်ကြားလာခြင်းဖြစ်ပြီး၎င်းအဖွဲ့များကအဓိကအားဖြင့်မြို့နယ်များရဲ့လုံခြုံရေးကိုစ စ်တပ်ရဲတို့နဲ့အတူပူးတွဲကတာဝန်ထမ်းဆောင်ရမှာဖြစ်ကြောင်းတမျိုးနယ်လင်းလုံချမ်းအဖွဲ့ဝင်90ဦးဖွဲ့စည်းရမှာဖြစ်တယ်လို့ဆိုပါတယ်လုံချမ်းအဖွဲ့များကမြို့ပြလုံကျုံကြီးကိုအဓိကထားဦးစားပေးပြီးဆောင်ရွက်ရမှာဖြစ်တယ်လို့အသက်18ကနေ35နှစ်အတွင်းလူငယ်များအနေနဲ့လုံချမ်းအဖွဲ့မှာတာဝန်ထမ်းဆောင်ပါကစစ်မှုထမ်းတာဝန်ဟာလဲရွှေဆိုင်ခွင့်ရရှိမှာဖြစ်တယ်လို့သိရပါတယ်စစ်တပ်အနေနဲ့ငလင်းတန်းခန်းစားနေရတော့လေကာဝေးဆိုင်ရာလုပ်ငန်းများဆက်လက်ဆောင်ရွက်ပြီး ဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့အကြံပေးစစ်ကောင်းဆောင်မင်းအွန်လိုင်းကဒီကနေ့မှကြေညာသွားပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့ငလင်းဘေးတန်ကူညီကယ်ဆယ်ရေးငွေလူတန်းမှု လက်ခံပွဲမှာအကြံဘက်စစ်ခေါင်းဆောင်မင်းအွန်လိုင်းကအထပ်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်ပါတယ်။လူတူအစိုးရထံကအာဏာကိုလက်နက်နဲ့အာဏာသိမ်းယူခဲ့တဲ့မင်းအွန်လိုင်းကလက်ရှိနိုင်ငံရေးအရာဖြစ်ပေါ်နေတဲ့ပြဿနာများကိုအကြံပတ်တဲ့နီးလန်းနဲ့ရွေးချယ်ခဲ့တဲ့အတွက်စစ်တဲအနေနဲ့ချမှတ်ထားတဲ့လုပ်ငန်းစဉ်များအတိုင်းဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းအချို့သောတိုင်းဒေသလက်နက်ကိုင်အပွဲများအနေနဲ့လက်ရှိအခြေအနေမှာတိုက်ပွဲပေါ်ဆောင်ခြင်းမရှိတော့လေတိုက်ခိုက်မှုများလှုပ်ဆောင်ရန်အတွက်စူးပွဲချင်းလေ့ကျင့်ပြင်ဆင်နေခြင်းများလှုပ်ဆောင်နေတာကိုမိမိတို့အနေနဲ့သိရှိပြီးထိုကဲ့သို့ဆောင်ရွက်ခြင်းဟာလေတိုက်ခိုက်ခြင်း ဖြစ်တဲ့အတွက်လိုအပ်တဲ့ကာကွယ်ဆိုင်ရာလုပ်ငန်းစဉ်များကိုဆက်လက်ဆောင်ရွက်သမှာဖြစ်တယ်လို့အကြံဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကပြောဆိုသွားပါတယ်။ငလင်ဘေးတောင်ကြောင့် NUG ကနှစ်ပတ်အပြည့်အခက်ရက်စင်းမဲလို့ကြေညာထားမှုကို၎င်းကသိရှိထားကြောင်းထုတ်ပေါ်ပြောဆိုခဲ့ပြီးစစ်တဲအနေနဲ့မြည်သည့်တိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းများရဲ့စခန်းကိုမှဥစွာတိုက်ခိုက်ခဲ့ခြင်းမရှိဘဲ၎င်းတို့ကလာရောက်တိုက်ခိုက်လို့သာလိုအပ်သည့်တုံ့ပြန်ချက်တွေကိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ပြောဆိုသွားပါတယ်။ မလနာစနေရှိယန်နီကမန္တလေးနဲ့သခိုင်းမြို့ကိုဗဟိုပြုတဲ့ပြင်းအားခွန်တမခွန်အစင်းရှိတဲ့ငလင်ကြီးပြင်းအားခွန်တမခွန်အစင်းရှိတဲ့ငလင်ကြီးလှုပ်ခတ်ပြီးချိန်ကလေးကစစ်တဟာတိုင်းနယ်ပြည်နယ်နေရာ၅ခုကိုစစ်ကောင်စီက၄ချောင်းဘုံကျဲတိုက်ခိုက်မှုတွေလုံဆောင်ခဲ့ပါတယ်မလာ30ရန်ဒီမှာလဲပေါင်းမြုံနယ်ကပ္ပစ24ကစစ်တပ်ဟာစနိုက်ပါနဲ့ချောင်းမြောင်ပစ်ခတ်ခဲ့ရကပေါင်းမြုံနယ်ပြည်သူကာကွယ်တပ်ဖွဲ့ကပကဖရဲဘော်2ဦးနဲ့ကျောင်းဆရာ2ဦးကြာဆုံးခဲ့ရပါတယ်။မလာ31ရက်နေ့မနက်6:00နာရီအချိန်ကလဲ ညောင်ရွှေမြို့နယ်အင်းလေးဒေသတောင်ပိုင်းမှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်နဲ့ PNA ပြည်သူစစ်တပ်က drone လက်နက်ကြီးတွေနဲ့ရှစ်ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကပြည်သူနေအိမ်နှလုံးပျက်စီးခဲ့ကြောင်းမလာ30ရက်နေ့ည6နာရီအချိန်မှာလဲ6ကြိမ်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာကပြည်သူနေအိမ်တစ်လုံးထပ်မံပျက်စီးခဲ့ရပါတယ်။30ရက်နေ့ညနေပိုင်းမှာလဲအကြမ်းဖက်စစ်တပ်ကမွန်ရင်ခရိုင် KIA တပ်မရှစ်ဘက်ကို jet fighter နှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင်းစစ်တပ်နဲ့လာတက်တဲ့တင်နန်းသား38ဦးကြာဆုံးခဲ့က98ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။